အွန်လိုင်းငွေလင်ဂိုင်းနေနဲ့ပတ်သက်ဆက်နွယ်မှုနဲ့ကမ္ဘောဒီးယားနိုင်ငံမှာဖမ်းဆီးခံထားကြရတဲ့တောင်ကိုရီးယားနိုင်ငံသား60ကိုတည်ထန့်လေရင်နဲ့ဒီကနေ့အော်တိုဘာလ18ရက်တောက်ကြနေ့မှာတောင်ကိုရီးယားနိုင်ငံကိုပြန်လည်ခေါ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ဒါဟာတောင်ကိုရီးယားနိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးအွန်လိုင်းငွေလင်ဂိုင်းတွေကသွေးဆောင်ဖျားယောင်ပြီးတော့ အာရမခိုင်းစင်မှုလှုပ်ဆောင်နေတာတွေကိုတိုက်ဖျက်ဖို့တောင်ကိုရီးယားအစိုးရကအရှင်မြင့်လှုပ်ဆောင်နေတာရဲ့ဒစိတပိုင်းလည်းဖြစ်ပါတယ်။သူ့နိုင်ငံသားတွေကိုပြန်ခေါ်ဖို့တောင်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီးကင်ဂျီနာကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မနတ်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရရဲ့အစီအစဉ်နဲ့ပြန်ခေါ်တဲ့အဲ့ဒီလေရင်ဟာကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်ပင်ကနေဒေသဆန္ဒကြီးညတကောင်အချိန်လောက်မှထွက်မယ်လို့တောင်ကိုရီးယားအစိုးရအမျိုးသားလူမျိုးရေးအကြံပေးဝီဆုံလော့ကသတင်းထုတ်တွေကိုပြောပါတယ်။ ကမ္ဘောဒီးယားမှာရှိတဲ့အွန်လိုင်းရာဇဝတ်ဂိုင်းတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်တောင်ကိုရီးယားနိုင်ငံသားចောင်းသားတဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားမှာရှိတဲ့အွန်လိုင်းငွေလင်ဂိုင်းတွေရှိရာကွန်ပေါင်းကို အော်တိုဘာလ16ရက်နေ့ကကမ္ဘောဒီးယားတာဝန်ရှိသူတွေဝင်ရောက်စီးနှင်းရှာဖွေခဲ့တာပါအဲ့ဒီ scam center မှာဝန်ထမ်း2သိန်းလောက်ရှိခဲ့တယ်လို့ဆိုပါတယ်တောင်ကိုရီးယားနိုင်ငံသားတွေအပါအဝင်ဒေတာရင်းနိုင်ငံတွေက ပြည်သူတွေဟာမြန်မာနဲ့ကမ္ဘောဒီးယားတို့လိုနိုင်ငံတွေမှာရှိတဲ့ online ငွေလင်ကိုင်းတွေရဲ့ဖျားယောင်သွေးဆောင်ခြင်းခံခဲ့ရပြီးအရမခိုင်းစေခံနေခဲ့ကြရတာဖြစ်ပါတယ်။အဲ့ဒီ online ငွေလင်ကိုင်းတွေကိုတိုက်ဖြတ်ဖို့ဒေတာရင်းနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်ခဲ့တာမှာအတိုင်းအတာတစ်ခုထိအောင်မြင်မှုရှိခဲ့ပေမဲ့လည်းဒီငွေလင်ကိုင်းတွေဟာအခုတည်းကဆက်လက်ရှင်သန်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။